နောက်ထပ်သတင်းမုတ်အနေနဲ့ Shopify Rebellion က Halo Championship ကိုစစ်ခု update ကတော့ဘိုလူပွဲမှာ၃ချိန်ဆက်ရှုံးပွဲတွေနဲ့ရေးဆိုင်ခဲ့ရတဲ့သတင်းကြောင့်တင်ဆက်ပေးပါမယ်ဖြစ်ပါတယ်။အားလုံးစောင့်မျှော်ခဲ့ရတဲ့ Halo War Championship 2025ပွဲကြီးကပြီးဆုံးသွားခဲ့ပါပြီ။ဒီပွဲကနောက်လာမယ့် Halo Game အသစ်ပေါ်မကျင်းပါခင်နောက်ဆုံး Halo Infinite eSport ပြိုင်ပွဲပဲဖြစ်ပါတယ်။ဘယ်သူကနိုင်ရရှိသွားလဲဆိုတာကတော့ Shopify Rebellion မှာသူတို့ဟာဘိုလူပွဲမှာပြိုင်မဲ့ဟောင်း update gaming ကို4-1ဆိုတဲ့ရလနဲ့အပြတ်သက်အနိုင်ယူပြီး ်ချန်ပီယံဖလားကိုတိမ်ပိုက်သွားခဲ့ပါတယ်။ Opti ရဲ့ကမကောင်းခြင်းများ Opti အတွက်ကတော့တကယ်ကိုရင်နာကြပါဒီရှုံးပွဲကြောင့်သူတို့ဟာဘောလုံးပွဲကို၃ချိန်စတိုက်ရှုံးနေခဲ့ရတာပါ Opti ဖွဲ့ကိုဦးဆောင်နေတာက Avia Gayloga ရဲ့ဒနာယီလို့သတ်မှတ်ထားလို့ရတဲ့ Matthew Fornay ပိုက်ပါပါသူတို့အဖွဲ့ဟာနောက်ဆုံး Halo Champion ဘောလုံးပွဲ၄ခုစလုံးကိုတက်ရောက်နိုင်ခဲ့ပေမဲ့ပထမအုပ်စုအချိန်ပဲနိုင်ခဲ့ပါတယ်အရင်နေ့ကရှုံးနေခဲ့ပြီးတော့ Formay တယောက်ကလွဲပြီးကျန်တဲ့ကစားသမားတွေကိုအကုန်ထုတ်ပစ်ခဲ့ပြီး Halo မှာ ထိတ်ဆုပ်ပြက်ဖြစ်ဖို့အတွက်လက်ရည်စည်ကျဲပွင့်နေတဲ့အတူစူပါအဖွဲ့အသင်းကိုဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းကမျောလင့်ထားသလိုဖြစ်မလာပဲ Shopify Revolution ရဲ့တိကျပြတ်သားတဲ့ပြစ်ခတ်မှုနဲ့ဘလို့မှမဖြုတ်ခွဲနိုင်တဲ့အသေးလိုက်ပူးပေါင်းဆောင်ရွက်မှုအောက်မှာကြာဆုံးသွားခဲ့ရပါတယ်။ပွဲစဉ်အချင်းချုပ်ပွဲကတော့ Shopify Revolution က Aquarius မြေပုံမှာ Capture the Flag ကစားပြီးဝမ်းစီနဲ့ဥဆောင်ခဲ့ပါတယ်။ Optic က Richard မြေပုံမှာ 9B11 ခြေပလိုက်လို့ပဲစိတ်လှုပ်ရှားစရာကောင်းလာပြီလို့ထင်ရပေမဲ့ ဲ့ဒီနောက်ပိုင်းမှာတော့ update အတွက်အဆင်မပြေတော့ပါဘူး Shopify Revolution က Live Fire လက်တက်တဲ့အော်ရဲမြေပုံတွေမှာဒဇန်မှအခွင့်အရေးမပေးဘဲအနိုင်ယူသွားတာကြောင့် Best of 7 series ကို41နဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ် Formal ရဲ့စိတ်မကောင်းစရာစကားဒီရှုံးပွဲပြီးမှ Formal ဟာသူ့ရဲ့ Halo Z ပြန်လာခဲ့တဲ့ Limited Key ကို Ace Twitter မှာရှင်းဖွင့်ခဲ့ပါတယ်ကျွန်တော် Halo Z ပြန်လာတဲ့ခီးမှာဒီလိုဖြစ်လာခဲ့မယ်ဆိုရင်ဆိုတဲ့အတွေ့အကြုံအများကြီးပါပဲပြိုင်ပွဲတွေ stream တွေ အရှုံးတွေအနိုင်တွေကျွန်တော်ကိုအာယုံဆိုင်ကြီးစုနေကြတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်ဒီခေတ်ကကျွန်တော်တို့လူချင်းနဲ့ပန်းနိုင်တော့မဟုတ်ပါဘူးဒါပေမဲ့ပြန်ကစားဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ဝမ်းသာမိစေပါဒီပြောင်းမဲမတိုင်ခင်အများကြီးစူးစမ်းခဲ့ကြပါပဲဒီနေ့တော့အရာရာကိုပေါင်းစီပြီးအကောင်းဆုံးကိုမပြတ်နိုင်ခဲ့ပါဘူးကိုပြနိုင်တာထက်ပိုကောင်းတယ်ဆိုတာကိုတီလျက်နဲ့ရှုံးရတာဟာတကယ်ကိုခံစားအခက်တယ်ကျွန်တော်အတွက်နောက်ဆက်တွဲဘာတွေဖြစ်လာမလဲမပြောတတ်သေးဘူးဒါပေမဲ့ဒီလင်းနဲ့ပတ်ပိုးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါကတကယ်ကိုအထိပ်ပဲရှိပါတယ် ် Shopify Rebellion လဲဂုဏ်ယူပါတယ်လို့ရေးသားခဲ့ပါတယ်။အခုတင်ဆက်ပေးခဲ့ရတော့ Shopify Rebellion က Halo Champions ကိုစကူ Update ကဘောလုံးပွဲမှာ၃ချိန်ဆက်ရှုံးဝဲနဲ့ရင်ဆိုင်ရတဲ့တဲ့ရင်ကြောင်ကိုတင်ဆက်ပေးခဲ့ရလဲဖြစ်ပါတယ်။